မင်္ဂလာပါဒီနေ့အတူတူဆွေးနွေးကြည့်ကြမယ့်အကြောင်းကတော့အိတ်ခါနီးမိပိတ်ပြီးတော့လဲအမောင်ထဲမှာဖုံးတုံးတာများရင်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ကြားမရေးဘက်ကစိုးရင်စရာတွေပေါ့ဟုတ်ကဲ့ပါဒါကတကယ်သတိထားရမယ့်ကိစ္စပါအဲ့လိုဒီအချက်လက်တွေကဖုံးအလွန်အကျွံသွင်းခြင်းဤအန်တရေဆိုတဲ့စောင်းမကောက်လို့ချက်တချို့ကနေယူထားတာပါအဓိကကတော့အတိပညာပိအချက်တွေဖိအမဥပမာတွေနဲ့ကျွမ်းကျင်သူအကြံပြုချက်တွေကိုစူးစီးပြီးလေ့လာကြည့်ကြမယ်ပေါ့နော်ဟုတ်တယ် အထူးသဖြင့်ဟိုတရုတ်နိုင်ငံကအမျိုးသားတယောက်ညာဘက်ဖုံးတုံးတာအရန်များရကနေအဲမစ္စီကွယ်လူနီးပါးဖြစ်သွားတယ်ဆိုရဲ case ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့တတိလက်ထားရမယ့်အချက်ပါဟုတ်ပါတယ်အဲ့ဒီဖိရက်ကလည်းတရုတ်နိုင်ငံရှောင်းစီကမစ္စတာဝမ်ဆိုတဲ့သူပေါ့သူ့အချင်းကညာတိုင်းအေးရမဝင်ခင်မီမိတ်အမောင်ချပီဖုံးကိုအကြာကြီးသုံးတယ်အထူးသဖြင့် game ဒီဆိုလေးရှိတယ်လို့ဆိုတယ်ညတိုင်းအဲ့လိုအလေးချင်းရှိရာနီယုတီရဲ့ဘလိုပြဿနာကြုံလိုက်ရတာလဲ နည်းနည်းတော့ကြောက်စရာပဲနော်။ဟင်းဓမ္မနဲ့သူအဲ့ရကနိုးလာတော့ပေါ့။ညဘယ်မျိုးလုံးကတခုခုမားနေတယ်လို့ခံစားရတယ်။ဟုတ်လား။အမင်းအာယုံကဝါဒါတဖြစ်နေရကိုတတိထားမိတာ။အဲ့ဒါနဲ့ဆေးရုံတော့ပြောတော့အဲဆေးဝင်ရစစ်စစ်ကြည့်လိုက်တော့မျိုးလုံးလေးဖြတ်ချင်းပေါ့ Retinal Artery Occlusion လို့ခေါ်တဲ့ RAO ဖြစ်နေတာကိုတွေ့တာ။မျိုးလုံးလေးဖြတ်တာအဲ့နည်းနည်းပြင်းထန်တယ်နော်။ဘလိုမျိုးအတိအကျဖြစ်တာလဲ။ဟုတ်တယ်တော်တော်ပြင်းထန်တယ်။ အဲ့ဒါကမြင်းလွာ retina ကိုအောက်ဆီဂျင်နဲ့အာဟာရပို့ပေးနေတဲ့တွေးလွန်ကျော်ပေးသွားတာပါ။အော်မြင်းလွာဆိုတာကအလင်းကိုအာယုံခံတဲ့အယံပါလာတဲ့ tissue လေ။ဆိုတော့အောက်ဆီဂျင်အမြင်လိုလေ။အဲ့ဒီတွေးကျော်ပေးသွားရင်မြင်းလွာဆဲတွေကမြင်မြန်ဖြည့်ဆည်းသွားရောအမြင်အယုံအမြဲတမ်းဆုံးရှုံးသွားနိုင်တဲ့အထိဖြစ်နိုင်တယ်။မှအကြကြီး full screen ကိုစူးစိုက်ကြည့်တာလွန်ခဲ့တော့မျက်စိချော်သားတွေအယံညောင်းတာပေါ့နော်။ဟွန်းအဲ့ဒါကတွေးကျော်တွေပေါ်ဖိအားတက်ရောက်လာနိုင်တယ်။ဒါကြောင့် တွေးကြောပိတ်ဆို့ဖို့ဖြစ်နေကြီးများစေတယ်လို့ယူဆကြတာမစ္စတာဝန်းကိစ္စမှာဆိုသူ့ရဲ့ညဘက်ဂိမ်းဆော်တဲ့အချင်းကမျက်စိကိုအနာမပြည့်ပဲအရင်တုံးတော်ဖြစ်နေတာပေါ့ဟုတ်ပါပြီသူ့ချင်းနဲ့အခုဘလို့ရှိလဲတော့အတိအကျမသိရဘူးပေါ့နော်ဟွန်းအတိစိတ်တော့မသိရဘူးဒါပေမဲ့ဒီဖြစ်ရကအိယာမဝင်ခင်ဖုန်းတုံးတာကိုကန့်တတ်ဖို့လိုတယ်ဆိုတာကိုတော်တော်လေးပြင်းပြင်းထန်ထန်သတိပေးလိုက်တာပဲတကယ်ကိုတတိပေးခေါင်းလောင်းတာမယ်နော်အထူးသဖြင့်အခုခေတ်လူငယ်တွေလေး ဖုန်းနဲ့အချင်းတတော်များများကုံဆုံးနေကြောင်းပိုတတိထားတဲ့နဲ့တခြားကျွမ်းကျင်သူအကြံပြုချက်တွေရောပါသေးလားဖုန်းဖြစ်ဖြစ်ကွန်ပျူတာဖြစ်ဖြစ်တခြား screen တွေကို set တိုက်မိနစ်30 45မိနစ်ထဲပိုမကြည့်ဘူးအော်ဟုတ်ခဏနားပြရမယ်ပေါ့ဟုတ်ကဲ့ခဏတော့အဝေးကိုကြည့်တာမျိုးမျက်စိမိတ်ကြီးအနားပေးတာမျိုးအဲ့လိုလုံတင်းတယ်လို့အကြံပြုထားတယ်ဒါဆိုရင်လေဒီလို entry ရရှိမှန်းတော့တီးပြီဒါပေမဲ့လက်တွေ့မှာဖုန်းကိုလုံးဝမသုံးဘဲနေဖို့ကလည်းခက်တယ်လေ မှန်ပါတယ်ဒီတော့မျက်စိကိုကာကွယ်ဖို့ချက်ချင်းလိုက်လို့လို့ရနိုင်မဲ့လက်တွေ့ကြတဲ့နီလန်းလေးတွေရောအကြံပြုထားတာရှိသေးလားရှိပါတယ်ဥပမာပေါ့နော်ညဘက်အေးရတဲ့ဖုန်းသုံးတဲ့အချင်းရှင်းနေတည်ရင်တော့ဟိုဖုန်း screen ရဲ့အလင်း brightness ကိုတတ်နိုင်တဲ့လောက် short ချဖို့ဟွန်းပြီးတော့ night mode တို့ anime mode တို့လိုအလင်းအောင်နှွေးတဲ့ setting ပြောင်းသုံးတာကမျက်စိပေါ်ကဝင်းကို short ချပေးနိုင်တယ်ကောင်းပါမယ်နောက်ပြီးတော့အကောင်းဆုံးကတော့ လယ်နေရင်ဖုန်းသုံးတဲ့အချင်းကိုရှောင်ဖို့ပဲအော်ဟာလာအဲ့ဒါဘာလို့လဲအဲ့ဒါကလေမျက်လုံးနဲ့ screen အကွာအဝေးကမတည်ငင်ဘူးကြည့်ရတဲ့အင်ကေကလည်းမမှန်တော့မျက်စိပူညောင်းစေနိုင်တယ်လို့ပေါ့အေးဟုတ်ပြီဟုတ်ပြီကောင်းပြီလေဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်အဓိကမှတ်စရာကအမောင်တဲမှာဖုန်းကိုအရန်ဆိုင်သုံးတာကဟို Mr. Wan လို့မျက်လုံးလေးဖြတ်ချက်အထိပြန်ထန်တဲ့ဒုက္ခတွေရောက်နိုင်တယ်ဟုတ်ပါပဲဒါကြောင့်ဖုန်းသုံးချင်ကိုတတိထကန်ကြဖို့ မိနစ်30လင်းထမောင်းမိနစ်လောက်နေလိုက်ခနာတီဖစ်မက်ဆီကိုအနားပေးဖို့နိုင်မို့တော့တာအလင်းလျှော့တာလဲမတော့တာလိုမျိုးလက်တွေ့ကြတဲ့နီးလန်းနေနဲ့မက်ဆီကိုကောက်ခွဲဖို့အရေးကြီးတယ်ဆိုတာပဲเนาะတတိယမှာပဲဒီကိမှာဖုန်းဆိုတာကကိုယ်ရဲ့နေစီပေါ်မှာမရှိမဖြစ်လို့ဖြစ်နေပြီလေဟုတ်ကအဲ့တော့ဒီလိုကျုံမရဲ့တတိပေးချက်တွေကပူပြီးအရေးပါလာတော့ပေါ့ဖုန်းကိုလုံးဝမတုံဖို့ကမဖြစ်နိုင်ရင်တော့ကိုယ်ရဲ့တန်မိုးရှိတဲ့မျက်စိကိုကာကွယ်ဖို့နီးလန်းတွေကိုတော့တိထားတဲ့လိုက်နာတင်တယ်လို့ထင်ပါတယ် ဟုတ်ပါလားဒါကြောင့်ဒီဆွေးနွေးမှုလေးနားထောင်ပြီးသွားရင်ကိုပါတော့ကိုပြန်စဉ်းစားကြည့်ဖို့ကတော့လေဖုန်းသုံးတာကတော့မရှိမဖြစ်ပဲထားပါတော့ဒါပေမဲ့ကိုမျက်စိချက်မရဲ့အတွက်ဒီညကစပြီးဘလို့တည်တည်မမွားလေးဖြစ်ဖြစ်ဒါပေမဲ့ထိရောက်မဲ့အပြောင်းလဲမျိုးကိုရဖုန်းသုံးတဲ့အကျင့်ထဲမှာချက်ချင်းစပြီးလောက်ကြည့်လို့ရနိုင်မလဲဆိုတာပါပဲโอเคအရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะ